ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်တို့အနေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံတွင်ကျွန်တော်တို့သွားလာရောက်ရှိပြတဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီမှာမှဒီချက်ကနေမြင်ကွင်းများဆိုတဲ့စီစဉ်ကတော့ကျွန်တော်တို့ရောက်ရှိတဲ့ဒေသမှာတွေ့ရတဲ့ယဉ်ကျေးမှုဒလေထုံးတဲ့ဆိုင်ရာပွဲတော်တွေဘာသာရေးဆိုင်ရာပွဲတော်တွေကိုပြန်လည်မျှဝေတဲ့စီစဉ်ဖြစ်ပါတယ် အခုဒီအပိုင်39ရဲ့ဒုတိယပိုင်းအနေနဲ့မျှော်ရင်မှာကတော့ဟဲဝကတစောင်းတိုင်းမြို့ုံပြန်လွတ်တင်တဲ့ပွဲတော်ရဲ့မြင်ကွင်းနဲ့ရှမ်းပြည်နယ်မှာတစောင်းတိုင်းကာလရှမ်းပြည်တောင်ပိုင်းမှာတွေ့ရတဲ့မြင်ကွင်းချို့ကိုမျှော်ယူသွားမှာဖြစ်ပါတယ်အခုကတစောင်းတိုင်းဒီနေ့တစောင်းတိုင်းကာလက အာမိုးအတော်များများလေးရွာသွန်းခဲ့တာကြောင့်မလို့ချွတ်ချက်ဒီမှာတော့အတော်လေးအခက်အခဲတွေရှိခဲ့ကြတာမျိုးတွေ့ရပါတယ်။အခုဒါကတော့ဒီကလောကနေပြီးတော့အခုနဆိုရင်ဒါကလောရဲ့အထွက်ဖက်ပေါ့။ပြီးရင်ဒါကကျတော့ကလောနဲ့ဟဲဟိုချာအောင်ဘန်းနဲ့ဟဲဟိုချာမှာရှိနေတယ်။ယူကလစ်တန်။အဲ့ဒီဘက်ညင်ခွေးနေဖြစ်ပါတယ်။မိုးရာသီရဲ့အခြေအနေကတော့ဒီလိုမျိုးရှိပါတယ်။မိုးကအဲ့လောက်ထိအုံနေတာမျိုးပါ။ဒါကကျတော့ကျွန်တော်တို့အာတီကောင်တောင် view point ကမြင်ခွင့်ဖြစ်ပါတယ်။ အောင်ပန်းနဲ့ဟဲဟုတ်ချားမှတွေ့ရတဲ့မြင်ကွင်းမှာအတော်လာကတော့လက်ရှိအများနေသေးပါတယ်အခုဒါကတော့ကျွန်တော်တို့ဟဲဟိုမြို့ရဲ့အဲဟဲဟိုမြို့ရဲ့ဟိုလိုပြောရမှာပေါ့ရွှေညောင်မက်အထွက်လို့ပြောရမှာပေါ့အဲ့ဒီဘက်မှာရှိနေတဲ့ဖုန်းတော်ကြီးချောင်းမှာညဘက်တွေ့ရတယ်တွေ့ကြရတယ်မိဖို့မြန်လှုပ်ပွဲတစ်ခုဖြစ်ပါတယ်ဗျဒါတစောင်းတိုင်းကာလာရဲ့နောက်ဆုံးအဲနောက်ဆုံးညလို့ပြောရမှာပေါ့တစောင်းမိုးလမ်းပြကျော်တည့်ရက်နေ့ညင်ကွင်းဖြစ်ပါတယ် ီဘက်ဒေသမှာကဒီမျိုးပြန်လွတ်တဲ့ဓလေကအာမျိုးရွာတော်မြဲမြဲမှာရှိကြပါတယ်။ဟိုစီစီကားကားမြဲမြဲဆဆာလွတ်ကြတာရဲ့ကိုယ့်အကူတပိုင်တနိုင်နဲ့အာဓလေထုံးနှမပြတ်လွတ်ကြတာရဲ့ဒါမျိုးပဲကြွားချမှုရှိပါတယ်။ဒီနေ့မှာကတော့တောင်ကြီးမိုးပြန်ကလည်းဟိုရာသီဥတုချောင်းမလို့ဟိုအပြည့်အဝလွတ်တင်နိုင်ခြင်းမရှိဘဲနဲ့ရာသီဥတုပေါ်ကြည့်ပြီးတော့ဟိုဒီလိုမျိုးလွတ်တင်နေရတာမျိုးတွေရှိပါတယ် အခုဒီမှာဆိုလို့ရှိရင်လည်းဒါလေလန်းချောင်းနေရဲ့အခြေအနေအရာကဒီတအားသတိထားပြီးလွတ်တင်ရတဲ့သဘောမျိုးတွေတော့တွေ့ရပါတယ်လွတ်ထွက်သွားတော်သေးတယ်သူကအခုဒီ မြို့မြပွဲကပုံမှန်ထက်တောင်ကြီးမြို့မြပွဲကလည်းပုံမှန်ထက်3ရက်တိုးလိုက်ရတယ်။ပြီးတော့ကလုံးမီရှော်တိုင်းပွဲကလည်းသူကတော့ပုံမှန်ကျင်းပရဲ့အတိုင်းကျင်းပတယ်။ပြီးတော့ဂျာထဲမှာရှိတဲ့မြို့ရွာတွေမှာကတော့အခုလိုမျိုးကထိန်နဲ့တွဲပြီးတော့ပြုလုပ်တဲ့မြို့မြပွဲတွေမိကြလှည့်ပွဲတွေမြတ်စွာဘုရားရှင်ကိုမီးပူဇော်တာပေါ့လေအဓိကကတော့ဒီလိုပွဲတွေကတော့တောက်လျှောက်ရှိနေတာမျိုးတွေ့ရပါတယ်ဗျ။ဒီဘက်ဒေသတွေမှာကအာကျွန်တော်တို့ ပွဲတော်တော်တော်များများကဥမာအခုကျွန်တော်တို့ဒီဘက်ပေါ့ကလောကနေပြီးတော့တောင်ကြီးကြားဆိုလို့ရှိရင်တနူးပအိုးတောင်ယူထနောအင်းသာရှမ်းပြီးတော့အခြားတိုင်းရင်းသားတွေ ရှိကြတာမျိုးပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ပင်လောင်းပဲဆိုလို့ရှိရင်လည်းရှန်တိုင်းသားပေါဝင်ချတိုင်းသားတွေရှိကြပါတယ်တိုးတော်လည်းအဲ့ဒေတာအားလုံးကကျွန်တော်တို့ဥမာအဖြစ်တာတက်ပွဲပေါ့အဲတကြံဆိုလို့ရှိရင်ပြီးသွားလို့ရှိရင်ဒီလိုမျိုးဟိုဝါဆိုတရင်ချွတ်ပြီးသွားပြီဆိုလို့ရှိရင်အဲចောင်းတက်ပွဲပေါ့ဖုံးကြောင်းတက်ပွဲပေါ့ပြီးသွားလို့ရှိရင်မီလုံးလွတ်ပွဲပေါ့မီလုံးလွတ်တယ်ဆိုတာကျွန်တော်ဟိုမီရှူးဒုံးနေလေအဲ့လိုမျိုးပြိုင်တာမီလုံးလွတ်ပွဲပေါ့ပြီးသွားတယ်ဆိုလို့ရှိရင်အခုကထိန်ပေါ့မီဘုံမြန်ပွဲပေါ့စသဖြင့်ဓာရီကတော့နေရာဒေတာတိုင်းလို့လို့မှာအနေနဲ့အများပြုလုပ်ကြလေးရှိပါ ပါတယ်အစီဝိုင်းအခြေအနေကြံတော့အခြားသောအခြေအနေပေါ်မှာမူတည်ပြီးတော့စီစီကားကားပြုတ်လောက်ကြတာဟိုရိုးရတလေထုံနှမ်းမပြတ်ပြုတ်လောက်တာဒီလိုမျိုးလေးတွေပဲကွာချားမှုရှိတာပါလာအရောင်နဲ့အခုနလွတ်တင်လာတဲ့မိဘုံအသေးတွေရောမိဘုံတွေရောပုံလေးနဲ့ရတော့နှစ်လို့စရာမြင်ကွင်းလေးပေါ့အခုဒါကတော့နောက်တစ်လုံးလွတ်ဖို့ပြင်နေတာဗျကျွန်တော်တို့ဒီကျွန်တော်တို့အနေနဲ့ ဟိုအစောတွေကပြောပါတယ်တော်မြမြကလည်းဒီတောင်ကြီးတောင်တိုင်းနဲ့ပတ်သက်လို့ဟိုမျှဝေဖို့ကျွန်တော်တို့မှလည်းအဲအဲ့ဒီအချိန်ကကျွန်တော်တို့ဒီအကုန်လုံးအဲ့ဒီဘက်မှာရှိမနေကြတာဖြစ်တဲ့အတွက်ရှိနေဖို့မတိကြတာကြောင့်မလို့ကျူတဝင်းကျွန်တော်မြတ်တရက်ခံပါတယ်ဆိုတော့အဲ့ဒီတိုင်းမှာအစပိုင်းမှာလည်းကျွန်တော်တို့မျှဝေခြင်းမပြုနိုင်ခဲ့ပါဘူးသို့တော်လည်းကျွန်တော်တို့တရက်တလီမိလို့မိညာမိရင်တော့လည်းကျွန်တော်တို့မျှဝေဖို့စူးစမ်းကြည့်ပါမယ် အခုကတော့ဒါကတော့ကျွန်တော်တို့ကျွန်တော်တို့ထဲကတယောက်ကအဲ့ဒီဘက်ကိုအရင်ပြန်သွားပြီးတော့ဒါသူရနိုင်တာလေးဟိုပြန်ပြီးဟိုရိုက်ကူးထားရတာပါဆိုတော့အဲ့ဒီဟာလေးကိုအခုကမျှဝေခြင်းဖြစ်ပါတယ်ဗျဒီမှာကသူကဟိုကလေးပွဲလေးရှိတယ်ပွဲလေးရှိတယ်အခုဒီကထိန်ပွဲတော်လို့ပြောရမလားတစောင်းတိုင်းပွဲတော်လို့ပြောရမလားမိဖို့မြန်လှပွဲလို့ပြောရမလားအဲ့အဲ့လိုပေါ့ဗာပဲပြောပြောဒီဆိုတော့ဖျားရှင်ကိုမိပုံမြန်နဲ့ပူဇော်ကြတဲ့ delay ဒီလို delay ရနေပဲအာပြုလုပ်ကြတာဖြစ်ပါတယ်အခုဒီမှာကျတော့အခုလွတ်တဲ့ဒီမီးဘုံတွေကကျတော့လေသူကစိတ်နှစ်ဖြစ်အဲစိတ်နှစ်ပန်းမီးဘုံပြန်လို့ခေါ်ပါတယ်စိတ်နှစ်ပန်းရဲ့သူကညာမီးကြီးရဲ့နှမျိုးရှိတာကိုညာမီးကြီးကကျတော့ကျွန်တော်အောက်မှာရမ်းနေနဲ့ရမ်းနေဟာသူကလူပောက်ကွဲပြီးတော့အလှပနဲ့အဲ့လိုမျိုးပေါ့စိတ်နှစ်ပန်းစိတ်နှစ်ပန်းကျတော့ကျွန်တော်တို့ဟိုပါပေါ့အတိတ်ဘက်ကတော့ကျွန်တော်တို့တည်တဲ့လောက်ကတော့လေသူကအာအမျိုးသမီးတွေနားမှာစိတ်နှစ်ကလေးပန်းတယ်လို့မျိုးဒီလိုမျိုး ဒီလိုမျိုးကနေလာတာလို့အချက်မြင့်သိရပါတယ်။သူကအခုမိဘုံအကြီးကြီးရှိမယ်။အဲ့မိဘုံအကြီးကြီးမှာစလုံးနေတော့၎င်းပေါ်ထားတဲ့ပုံတော်၎င်းအဲ့လိုမျိုးကိုသူကမိဘုံသေးသေးလေးတွေနဲ့ဘေးမှာအဲ့နကက်လေးပန်တယ်လို့ဒီမျိုးကြီးရဲ့ဘေးမှာလိုက်ပြီးတော့ချိတ်ရတာပေါ့အဲ့လိုချိတ်ပြီးတော့မှအဲ့ဒီဟာကိုလွတ်တင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုသူကစိတ်နေစိတ်နေပန်မိဘုံလို့ခေါ်တာလို့သိရပါတယ် ဟိုကျွန်တော်တို့လေ့လာထားတာတော့မျှဝေခြင်းဖြစ်ပါတယ်ဗျမိုးပြေစုံသာမျှဝေနိုင်ရင်လည်းကျွန်တော်တို့ကူညီပေးနိုင်ပါတယ်ဒီနေရာမှာလေကျွန်တော်တို့ကျေးဇူးတင်ကြောင်းလေးလည်းပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြောပြသလိုပါပဲအချို့အကြောင်းအရာတွေဒီကျွန်တော်တို့လေ့လာထားတာမျိုးရှိတယ်အချို့အကြောင်းအရာတွေဒီကျွန်တော်တို့အနေငယ်သိရှိထားတာမျိုးရှိတယ်အချို့အကြောင်းအရာကျတော့ကျွန်တော်တို့လုံးလုံးမသိတာမျိုးရှိတယ်တွိုင်းလိုင်းနဲ့တွေ့တယ်တွေ့လို့ဝင်ရိုက်လိုက်ကြတယ်ရိုက်လိုက်ပြီးတော့ပြန်ပြီးမျှဝေတယ်အဲ့ဒီမှာတာမန်ခီးသွားတွေလောက်ပဲကျွန်တော်တို့သိနိုင်တာမျိုးပေါ့တိုးတော်လည်းအချို့အမျိုးကြောင့်လည်းနည်းနည်းပိုသိတာမျိုးရှိမှာပေါ့အဲ့တော့လုံးလုံးမသိနိုင်တဲ့အားမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနေပြီးတော့ ဒေတာကန်နေတော့လကောင်းဝေအောင်ကြည့်ရှုနေသူတွေတော့လကောင်းဒါကျွန်တော်တို့အကူအညီတောင်းလိုက်လို့ရှိရင်သူတို့ကလည်းလူလူလားလားပဲတူတူချာချာကိုသူတို့တူတူမြဝင်ပြီးရှင်းပြကြပါတယ်အဲ့လိုရှင်းပြတဲ့ခါကျတော့ကျွန်တော်တို့လည်းမှတ်သားရတယ်နောက်နောက်ကျွန်တော်တို့ပြန်လည်းမျှဝေတဲ့အချိန်ကျတော့လေဒီချက်လက်လေးတွေကိုအလေးလေးစားစားယူငင်အသုံးပြုလို့ရတယ်အဲ့လိုပဲကျွန်တော်တို့ဒီ channel ကိုကြည့်ပြကြတဲ့သူတွေကျတော့လေကျွန်တော်တို့မသိတဲ့အကြောင်းအရာတွေကိုဒီ comment တွေမှာဝိုင်းပြီးတော့ပြောပြကြတဲ့ခါကျတော့သူတို့လည်းသိသွားကြတယ်ပေါ့ဒါဒီလေဒါဟိုအကောင်းဆုံးစေနာပါတဲ့မျှဝေမှုပါဒီဒေတာကန်တွေဝေအောင်ကြည့်ရှုတယ်ကြည့်ရှု သူတွေအနေနဲ့အခုလို့ကူညီပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ။အခုကတော့ဒီမိဘမြန်ကိုဟောအရှင်ဆုံးမှိုင်းဝအောင်မှိုင်းတိုက်ရမှာပေါ့မှိုင်းတိုက်ပြီးသွားပြီးမိဘမြန်အနေဒါတစ်ခုထိရောက်လာပြီးဆိုတဲ့အချိန်ကြတော့အခုနပြောတယ်မိဘငယ်လေးတွေကိုဘေးမှာချိတ်ဆွဲရတာပေါ့အဲဒီငကလေးပန်တယ်လို့မျိုးတိလို့မျိုးအကုန်လုံးလိုက်ပြီးချိတ်ဆွဲပြီးပြီးတော့မှလွတ်တင်ရတာပေါ့ဟောစိတ်အယမ်းရှည်ရတာပေါ့ဒါကလေစိတ်တားရှည်ရတာပေါ့ ဒီနေ့ကတော့အားလုံးကအဲ့လိုဖျားတာပြီးလွတ်နေကြရတာမျိုးတော့နည်းနည်းရှိတယ်။မိုးကလေအဲ့လိုမျိုးရွာ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 နေတဲ့အခါကျတော့လေမိုးလွတ်တဲ့အချိန်လေးအဲ့လိုမျိုးကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကမျှော်ရခဲ့တဲ့ဟိုဝယုံပင်လာအဲ့ဒီမှာအဲ့ဒီမှာဟိုနောက်မှာလေကားပေါ်မှာတင်ထားတဲ့အောက်မှာကျွန်တော်အဲ့ဒါဘာမှမသိလို့ဆိုတော့ဟိုကဟိုရမ်းစင်နဲ့မိဘုံမြန်မာလွတ်မဲ့ရမ်းစင်နဲ့ဆိုတော့အဲ့ဒီတုန်းကလေအဲ့ဒီဟာကလွတ်ဖြစ်တယ်လို့ပြောတယ်ဗျကျွန်တော်တို့အဲ့မတန်းတင်ရင်တဲ့ချိန်ကတော့အဲ့ဒီအဲ့ဒီဟာလေးမပါလိုက်ဘူးပေါ့ အခုဒါကကြတော့ဒါဒီစိတ်နှစ်ပတ်ဒီဘောဒီမှာအခုဆိုလို့ရှိရင်ဒါမီးပန်းလေးတွေတည်လာပြီလေတည်လာပြီးတော့တော့အခုနကျွန်တော်တို့ဒီဒီဘေးမှာချိတ်မြမီးပုံသေးလေးတွေဒါစပြီးချိတ်ဆွဲပြီဒါတော်တော်စိတ်တော့စိတ်ရှိရတဲ့အလုပ်ပြ ဘာမလို့လဲဆိုတော့ကျွန်တော်တို့ဆက်ဆချင်းတုန်းကလေစပြီးမြင်မှုတဲ့အချိန်တုန်းကစိတ်နှစ်ပတ်မီးဖုံးဆိုဒီလိုမျိုးပဲမီးလေးတွေကဘေးမှာမြင်နေရောကျွန်တော်ထင်တာဟောဒါဘက်ထရီတစ်ခုခုနဲ့ဘက်ထရီခပ်ပေါ်ဘာဘာတစ်ခုခုနဲ့ပေါ့ဒီလိုမျိုးမီးလေးတွေကိုလျှက်စစ်မီးလေးတွေချိန်ထားတယ်အောင်လို့မဟုတ်ဘူးမီးဖုံးမြန်ထဲမှာဖျောင်းနိုင်မီးလေးတွေနဲ့ဒီလိုမျိုးချိန်ဆွဲရတာတွေ့ကြည့်လေဒီမျိုးမီးဖုံးမြန်အသေးလေးတစ်ခုထဲမှာဖျောင်းနိုင်တစ်ခုတစ်ခုတစ်ခုစီအဲ့ဒါကြီးအလုံးဟုတ်မီးဖုံးမြန်ကြီးမှချိန်ဆိုတဲ့အခါကျတော့ဒီဟာကပျက်စီးဖို့အရန်နီးစပ်တာလေတအားတရီတာဒါပွဲကင်းစေးလေး သူကနေသူဟိုပွဲပွဲရှိတာဟိုပွဲလည်းရှိတယ်အဲဆိုတော့ဒီမှာပွဲစည်းလေးနဲ့စီးနေတာပေါ့သူကနေသူဒီလိုမျိုးလေးဒါပွဲစည်းရမြင်ခွင်းပေါ့ချန်တောင်ရဲ့တစောင်းတိုင်ကတော့လေပန့်ကြသူတွေအတွက်အဲအတော်လေးပဲကြည်စရာရှုစရာလေးလာစရာ အတော်များများရှိတဲ့နေရာခြေနေလေးဖြစ်ခဲ့ပါတယ်။အာဒါအခုဆိုဒီမှာဟိုကလေးတွေချိန်နေတော့မပြီးသေးဘူး။ မိဘုံသေးလေးတွေချိန်နေတော့အခုဆိုလို့ရှိရင်တော့ဗာပဲပြောပြောကျွန်တော်တို့ဒီမိဘုံပြန်တစောင်းတိုင်းကိုမိဘုံပြန်ထွက်တဲ့ဒလီကအော်မြို့ကြီးတော်တော်များများကိုရောက်ရှိနေပြီဖြစ်တယ်လို့ပြောရမှာပေါ့ဥပမာပြင်ရန်ကုန်ကအစပကိုးစသည်ဖြင့်အကုန်လုံးပေါ့လေအဲ့လိုမျိုး ဆိုတော့အဲ့ဒီမှာတော့ဒီမီးဆီယာကြီးရဲ့အခန်းကဏ္ဍကလည်းတကယ်ရေးကြည့်ပါတယ်ကျွန်တော်တို့သိသလောက်တော့ဒီမီးဆီယာဆိုတာကသူတပြည့်တော့ကျွန်တော်တို့သိသလောက်ကတော့ဒီရှက်မြစ်ဘက်ကပုံကိုရီယာပဲဒါကဟိုးအစင်ဆက်လောက်ခဲ့ကြတာဆိုတော့သူတို့တွေရဲ့အကြံဉာဏ်အဲဤပညာအကူအညီတော့ရယူကြရပုံရပါတယ်အဲ့လိုမျိုးလည်းပြောတတ်တော့ကြားပါတယ်ဗျ ာဆိုမီးဆီယာမှာမှကျွန်တော်တို့ခုနလိုပြီးမီးဟုတ်မြေအတွက်မီးဆီယာပြီးသွားရင်ရမ်းဆက်တဲ့ဆေးရသမားတွေပြီးသွားလို့ရှိရင်ရမ်းမှာမှကျွန်တော်တို့ကိုမီးဟုတ်မြေအောက်မှာချိတ်ဆွဲတဲ့ရမ်းတွေကိုဆက်တာရယ်ပြီးတော့ကလောမီးလျှော်တိုင်းမှာရမ်းဆက်တာရယ်အဲ့ဒါလေးတွေကတူတူလုံးနဲ့အနေငယ်တော့ကွဲပြားမှုတွေရှိနိုင်မယ်လို့ထင်ပါတယ်ဒီမှာတက်လာဘေးမှာချိတ်ထားရတယ်လေမြင်ရလားအဲ့လိုမျိုးလေးတော့အများကြီးချိတ်ရတယ်အဲ့လိုမျိုးလေးတွေမီးဟုတ်မြေလေးတွေအဲ့ဒါကိုပြီးတော့မှသွားလွတ်မှာ ီဟာကလေဟိုဘာပဲပြောပြောအတော်များများကတော့ဟိုတေချာဂီယူဒီဇိုင်းနဲ့ဟိုလောက်ကြရတာပြဆိတ်ရှိလက်ရှိနဲ့အဲတစ်ချက်ချက်လေးမှားသွားလိုက်တာနဲ့ကိုပဲဒါကပျက်စီးသွားနိုင်တယ်အနေနဲ့ဖြစ်သွားနိုင်တာမျိုးလीစိန်နဘမီးဘုံကပို့ပြီးတမျိုးစီတတိထားတာပါစိန်နဘမီးဘုံကကြတော့ခုနလိုမျိုးဒီမျိုးမြန်လောင်သွားမှာအော်တခုခုပဲပြက်ကြသွားမှာစိုးရရတယ်လို့ဟိုညမီးကြီးကြတော့လေသူကကြတော့ တတ်မှတ်တဲ့အကွာအဝေးမရောက်ခင်မှာဒီရန်နေထပေါက်မှာကိုစိုးရတာအဲ့ဒါမျိုးဆိုလို့ရှိရင်ကျတော့နည်းနည်းထိတဲ့ပြုတ်ရတာကိုဒါသူတို့ခေါ်ရှိတခုတော့ရှိတယ်အဲ့ဒါကဟိုအာကြည်နေကြလူတွေပေါ့မျိုးပြန်ကြည်နေကြလူတွေကတော့နတ်တယ်လို့ပြောအောင်မျိုးပြန်ချင်းနေဘလို့ရှိနေရင်ဒါဒီတက်မာလားကြမာလားရန်ဒီပေါက်တော့မာလားဘလို့ရှောင်းမလဲဒါသူတို့ကတော့ဒါတဖာစကားပြောတော့ဒီမှာဗျအခုဒါဆိုမျိုးမြတ်တွေ့နေရပြီအာတေချာမျိုးဟိုပါလေးတွေစိန်တပန်လေးတွေဒီပုံသေးလေးတွေကတ်ထားပြီးသားပြီဒီမှာ လပုံစံမျိုးလေးအဒီအရသာကလည်းကိုအားလုံးဒီမျိုးပြန်တလုံးဖြစ်ဖို့တော့ကလာနေချီပြီးအချိန်ယူရတာလေဟိုငွေကြေးကုန်ညမှုကလည်းတိတ်နေလာတာမျိုးမဟုတ်ဘူးဆိုအဲ့ဒါကိုလာဒလီထုံတန်းနဲ့ဝါသနာရလောက်ကြကင်ကြတဲ့နေရာမှာဒလီထုံတန်းယူရဝါသနာရလောက်ကြကင်ကြတဲ့နေရာမှာ ဒီလိုမျိုးကိုလာနေချီပြီးလှုပ်လာတဲ့အရာတစ်ခုဟာအအောင်မြင်မြင်ဖြစ်ဖို့အတွက်ကဒါတဲတထိတ်ထိတ်ရင်တဖို့ဖို့ပဲတခါလေကြားလို့ရှိရင်ခုနလည်းပဲမမျော်မှန်းနိုင်တဲ့အခြေအနေတွေကြောင့်မလို့အမိမုံပြန်ပျက်စီးသွားတဲ့တာမျိုးရှိတတ်တာဟုတ် တော့သူကအဲ့ဒီအောက်မှာမဟိုဟာကိုကလေးတွေကထက်ချိတ်သေးတာလေကျွန်တော်တို့ဒီစိန်ဘက်မီးဘုံပြန်ကြီးရဲ့အောက်မှာမှမီးဘုံအသေးလေးတွေနဲ့ဒီလိုမျိုးဥပမာပြန်အချို့ဆိုလဲဖျားပုံပေါ့အချို့ဆိုလို့ရှိရင်လဲဆူတောင်းစာတန်းနေပေါ့အဲအဲ့လိုမျိုးလေးတွေကချိတ်ဆွဲကြသေးတာဆိုတော့ဒီဝိတ်ကြီးတွေအကုန်လုံးကိုဒီမျိုးပြန်ယုံပြီးတက်နိုင်ဖို့အတွက်ကလုံလောက်တဲ့အခုနလိုဒီမှိုင်းအာ အခြေအနေလိုအပ်တယ်ပြီးတော့ဒီတုံးထားတဲ့မိဘုံပြန်ရဲ့အခုနအစမှာဒီအပေါက်တို့အဆက်တို့ရှိလို့ရှိရင်လည်းဒါကပြဿနာတက်တက်တာလေဒါတွေလည်းတအားသတိထားရတာ တော်တော်တက်တော်မထင်နဲ့ဗျမိဘတော်တော်လေးတော့လှုပ်လာနေပြီတော်မိဘတက်ခန့်နေတားယုံလာတာလေအဲ့လိုယုံလာတဲ့အချိန်မှာအခုနဒါဒီဟာရဲ့အကြီးကြီးကဒါကိုဆုံးဖြတ်ရတာလွတ်တင်မလွတ်တင်ဟာလွတ်တော်မလားမလွတ်တော်ဘူးလားဆိုတာသူ့အဆုံးဖြတ်ပုံမှာရမ်းမှုတည်တယ်လှုပ်ပြီးထင်နဲ့ဗျဒီမှာဟာမိုင်းနေနေများလိုနေသေးတာလားမသိဘူး ီချိန်ကတော့အဲဒီချိန်ကတော့ကြည့်တဲ့လူတွေရောဒီမျိုးမြန်ကိုလောက်ကင်တဲ့ဥစည်းတဲ့သူတွေရောအတွက်ရင်ခုံအောင်ချိန်ပေါ့အာတပီချင်းနဲ့ဒီချီတော့ဒီချီတော့တပီချင်းနဲ့ဟုတ်တယ်တပီတပီ အဲဒီပီတိလေးရလေဟာကိုချင်းစာကြည့်လို့ရတယ်ကိုချင်းစာကြည့်လို့ရတယ်ဒီလိုခုနလိုလာနေကြည့်ပြီးတော့လူအုံနဲ့ချင်းနဲ့တာကြီးကိုစိတ်ကောလူအုံနှင်ပြီးလှုပ်ထားပြီးတော့ဒီလိုတက်သွားတဲ့အောင်မြင်သွားတဲ့အရာတာလေးကလေဒီမှာဆိုစဉ်းစားကြည့်လေသူကျွန်တော်တို့တွေ့ဘူးနေတာပဲအဲ့လိုပြက်ကျသွားတဲ့ဆိုသူတို့ဟာတချို့ဆိုရမ်းတည်တာလေမျက်နှာတွေကြည့်လိုက်တအားစိတ်မကောင်းဖြစ်ကြတာဟာကောင်းပါတယ်အခုလိုလေးကြတော့ဒါတက်သွားပြီ ပြီးတော့သူတို့ကဒီမှာဟိုကျွန်တော်တို့ဟိုမြေပြန်ဒေသတွေမှာဆိုရင်တော့ဘယ်လိုခေါ်မလဲအိုးစီဒုဘတ်နဲ့တန်ချက်နေပေါ့ဒီလိုမျိုးသွားတာပေါ့အဲ့တော့ဒီဘက်မှာလည်းဒီတိုင်းပဲသူတို့ရှမ်းရှမ်းဆိုလဲရှမ်းအိုးစီပေါ့တနုဆိုလဲတနုအိုးစီပေါ့အာပိုးဆိုလဲပိုးအိုးစီပေါ့အဲစသည်ဖြင့်အဲ့ဒီလိုမျိုးတွေနဲ့သူတို့ကသူတို့ရဲ့ဟွာတွေလည်းရှိတယ်ဟိုကျွန်တော်တို့ဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲဒုံးလွင်ဒုံးတေးလို့ခေါ်တာလားမျိုးပြန်တော်တော်လည်းအဲ့လိုအဲ့ဒီသူတို့ဆက်ဆူထားတဲ့သင်းလေးတွေရှိတယ်ဗျအဲ့ဒါလေးတွေကလည်းအာသူကဒါပြောရွှင်ရွှင်တက်တက်ကြွကြွတီဆို ကခုံကြရင်းနဲ့ဒီလိုအောင်မြင်သွားတော့လေဂျီနူးစရာပေါ့ချောင်းတန်းတသားကြီးဒါတော့အခုကျွန်တော်တို့ကဒီဒီ2025ပေါ့ဒီအခုဒီနှစ်ကတစောင်းတိုင်းဆက်မီတောင်ပိုင်းရဲ့တစောင်းတိုင်းကာလမြင်ကွင်းတွေကိုကျွန်တော်တို့ episode 30အဲ7အနေနဲ့မျှဝေတာဖြစ်ပါတယ်30ခွန်းဒါကအပိုင်း ခခွေးဖြစ်ပါတယ်အပိုင်းတစ်ကတော့ကျွန်တော်တို့ဝေယုံပင်ကအမိကြလှည့်ဝဲအခုအပိုင်းနှစ်ကတော့ဟဲဟူးကအမျိုးမြတ်လှုပ်ပွဲနဲ့ကျန်တာကျွန်တော်တို့ရနိုင်သမျှမြင်ကွင်းလေးအချို့ကိုလည်းဆက်လက်မျှဝေပေးသွားဖို့စီစဉ်နေပါတယ်ဗျထက်ကနေမြင်ကွင်းများအပိုင်း39မှာကျွန်တော်တို့ဒါကဒီ ရှမ်းပြည်တောင်ပိုင်းရဲ့တစောင်းတိုင်းမြင်ကွင်းတွေကိုမျှဝေပေးနေတာ ဖြစ်ပါတယ်။အခုဒီနှစ်ခုအပြီးမှာတော့ကျွန်တော်တို့ရနိုင်တဲ့မြင်ကွင်းချုပ်ကိုဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မျှဝေပေးနေမှုတွေကိုဟိုးဟိုးရင်ထဲကနေကောအခုထိအစဉ်ဆက်ကြည့်ရှုပေးခဲ့ကြသူတွေရောအခုမှတရှိကြည့်ရှုမိတွေရော အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။